ုတင်ဆက်ပေးမယ့်သတင်းကတော့ news bar news bar စီးကွက်ကြဆင်းနေပြီးဝယ်ယူသူမရှိသလောက်ဖြစ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ရင်းစဘာစီးကွက်မှာဝယ်လိုအားနည်းနေတဲ့အတွက် news bar အသစ်စီးကွက်ကြဆင်းနေတယ်လို့ news bar အဟောင်းစီးကွက်လည်းကြဆင်းနေတယ်လို့သိရပါတယ်။စဘာစီးကွက်ကြဆင်းနေတဲ့အပြင်စဘာဝယ်ယူသူလည်းရှားနေတာကြောင့် news bar တူလောင်ထားသူတွေနဲ့ဤစဘာဆိုင်တောင်သူတွေမှာအခက်ကြုံနေရပါတယ်။ ပြပကိုစံတင်မှုမှုရောက်ကြလာတဲ့အတွက်စံကုန်တဲ့ကြီးတွေနဲ့ဆက်ဆက်ပိုင်တွေကလည်းဆက်စပားဝယ်မှုရနာခြင်းပမာဏကိုရှော့ရှော့ဝယ်ယူခြင်းကြောင့်စပားစည်းကွက်ကပြတ်ပြီးတော့ဈေးတန်းကျစင်နေရဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့စပားစင်းနှုန်းတွေကတော့ຫນွေစပားဆိုရင်အညာသားစပားကအဆိုရှော့ပေါ်လိုက်ပြီးတော့အမြင့်ဆုံး၁၄သိန်းကျပ်လောက်အထိသာဈေးရရှိနေတယ်လို့သိရပါတယ်။ GW 11စပားစာဖိုးသား BNN နဲ့ New Era စဘာသစ်တွေကတော့စဘာသစ်တရာကိုမှတသိန်းဆက်တသိန်းဝင်းကျင်တာဝင်းကျင်တာရှိရောရဲ့လို့သိရပါတယ်။စဘာဈေးနှုန်းဟာနေရာဒေသအလိုက်ဈေးနှုန်းအပြောင်းအလဲကွာခြားနိုင်မှုလည်းရှိရဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့မူရတရားထွက်ရှိခဲ့တဲ့မိုးစဘာအဟောင်းတွေကတော့ငွေတိုးရင်မှော်ပြီးနန်ကောင်း၊ကေမစတဲ့ဆန်ကျန်အုပ်စုဝင်စဘာတွေကစဘာတင်းတရားကမှ16သိန်းမှ18သိန်းကျပ်ဝင်းကျင်တာရှိတော့ရလို့သိရပါဗျ။ဒီတဲ့င်းကိုတော့ညတူတူကပေးပို့လာပါဗျ။